မြန်မာနှောင်းချင်းရဲ့ကိုအစဉ်တစိုက်အားပေးနားဆိုင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလန်းကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာနောင်ယိုဆေးရေးသားထားတဲ့အယူသူတော်နဲ့အောင်လန်းဘားဂျုံနဲ့ကျွဲတိုက်ပွဲဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ကျွဲတိုက်ပွဲတဲ့ဒီနာမည်ကိုကြားတာနဲ့ တာမန်လမ်းကစားအဖြစ်ရှင်ပြိုင်ပြုလုပ်တဲ့ကျွဲတိုက်ပွဲရေလို့ထင်မိကြလိမ့်မယ်တကယ်တော့အခုပြောပြမယ့်ကျွဲတိုက်ပွဲကအဲ့လိုမဟုတ်ဘူးဗျအောင်လဲပညာရှင်တွေကြီးတီးတန့်ကျင်းပပြုလုပ်တဲ့အစီရင်ကျွဲတွေတိုက်ကြတာပြောရရင်တော့အောင်လဲပညာရှင်တွေပညာပြန်ကြတဲ့ပွဲဆိုရင်လည်းမှားလိမ့်မယ်မထင်ဘူးပြောင်ပွဲကတော့ညနေဆောင်အချိန်ကနေညတကောင်တိုင်တဲ့အထိပြုလုပ်ရှင်ပြိုင်ကြတာဒီလိုအောင်လဲပညာနဲ့စီရင်တဲ့ကျွဲတွေကိုဘယ်လိုပဲပုံစီရင်ပြုလုပ်တယ်ဆိုတာတော့ ီနေရာမှာကြုံတိထားတဲ့လောက်လေးပြောပြပြစေ။အောင်လဲကျွဲတိုက်ပွဲတကောင်စေမှုအတွက်ကိုအရင်ဆုံးအတမှာထွားကြိုက်တဲ့ကျွဲရှိတကောင်ကိုလိုအပ်တယ်။ပြီးတော့တုတ်တန်စီရရွှတ်မြေလူသေးအလောက်မီးရှို့ရမှာမီးမလောင်မဲကျရင်လေတဲ့အယုံဒါတွေလိုအပ်တယ်။အဲ့ဒါတွေတွေကကျွဲရဲ့လဲကြောင်းသွေးနဲ့တုတ်တန်ကရွှတ်ကိုအချိုးကျကျနေပြီးတော့ကျွဲရုပ်ပုံစံသွင်းရတယ်။မီးမလောင်တဲ့လူသေးအယုံကိုကျွဲရုပ်ရဲ့ဝမ်းပိုက်ပါထိမြုပ်ရလေတယ်။ ပြီးရင်တော့ကြွေရုပ်ကိုအသက်သွင်းဖို့နဲ့ကြွေစည်းတစ်စီကိုရရှိဖို့အတွက်အောင်လန်းခါတာတွေမန်တန်တွေနဲ့မမ်းမုတ်စီရတယ်။ဒီအစီအရင်ကိုညနေနေဝီတရောအချိန်တိုင်းမှာလုံဆောင်ရပြီးတော့9ရက်9လီတိုက်တိုင်းစီရင်ရတယ်။ဒါပြီးရင်တော့ကြွေတကောင်ကိုရရှိလိမ့်မယ်။ဒီလိုရရှိပြီးပြီဆိုရင်အဲ့ဒီတိုက်ပွဲကိုကြွေတိုက်ပွဲကျင်းပရာကျုပ်တို့ဝက်သက်ချရွာရဲ့အနောက်ဘက်ကတောအုပ်စီမှာပြန်ဝင်ဝင်ရှင်းပြလို့ရပါပြီ။အော်ဒီနေရာမှာပြောရအောင်မယ်။ ဝတ်တချဆိုတဲ့ကျုပ်တို့ရွာလဲနင်းနေရတော့မဟုတ်ဘူးရဲ့တရွာလုံးဒီပါအောက်လန်းသမားတွေဒီပြံပွဲဆိုတာကလည်းကျုပ်တို့ရွာနေပဲစတဲ့အခြေပြုပြီးတော့မှကြီးထွားလာခဲ့တာရဲ့အခုများတော့အနေနဲ့အရက်ကအောက်လန်းသမားတွေလာပြိုင်ကြတဲ့ပွဲအခုခမားတို့ကျွဲ့တက်ပွဲအကြောင်းပြောပြနေတဲ့ကျုပ်ဆိုတဲ့ငနောင်းကလည်းဝတ်တချရွာသားပါပဲဒါမဲ့ကျုပ်ကအောက်လန်းပညာတော့မတက်ဘူးဗျဒါဆိုကျုပ်ကဘာလဲလို့ခမားတို့မင်းမမဟုတ်လားကျုပ်ကသူတို့ရဲ့ကျွဲ့တက်ပွဲစီမှာ အရှိုးအချောင်းငွေကြေးလောင်းတဲ့လောင်းကစားသမားစုပါတော့ဒါဖြင့်ခမားတို့ဆက်မေးလိုက်မယ်အောင်လန်းသမားတွေပြင်ညာနဲ့တိုက်ကြတဲ့ကျွတ်တိုက်ပွဲကိုမင်းတို့တာမန်လူကဘယ်လိုကြည့်ပြီးလောင်းတလဲဆိုတာကျုပ်ပြောပြမယ်ဗျကျုပ်မှာကျုပ်တီအောင်လန်းဆရာတယောက်အခုတော့မရှိတော့ပါဘူးကျွတ်တိုက်ပွဲမှာဖြစ်ခဲ့တဲ့ရန်စားကနေပြင်ညာရှင်ပြိုင်နဲ့သူကတည်သွားခဲ့ရတယ်အဲ့လူနဲ့မတေကေတပတ်လုံးမှာကျုပ်နဲ့ဆုံဖြတ်တော့ကသူကကျုပ်ကိုပေးထားခဲ့တဲ့ လက်တညိုးစာစင်းမြစ်လေးတိတိတခုရှိတယ်ဗျ။ကျုပ်ကကြွတ်တိုက်ပွဲကိုလာတဲ့အခါမှာအဲ့ဒီစင်းမြစ်ကလေးကိုငုံပြီးရလာတဲ့သူတွေကိုမျက်ခုံနေစီပုတ်လိုက်ရတယ်။ဒါဆိုရင်ကျုပ်အောင်လန်းသမားတွေရှေ့ပြိုင်နဲ့ကြွတ်တိုက်ပွဲကိုမြင်နိုင်ပြီလေ။ဒီပြန်ပွဲမှာကျုပ်တို့လိုပဲအရှိုးအချောင်သမားတွေကသူတို့နဲ့ခင်ရမရအောင်လန်းသမားတွေကို ပေါင်းပြီးညီလို့ရနိုင်မဲများမြတ်လာတဲ့နီးနာတွေကိုတောက်ခံထားကြတယ်။ဒါကြောင့်သူတို့ကသူတို့နီးနာနဲ့သူတို့အဆင်ပြေကြပြီးလာရောက်လောင်းကစားပြူးနိုင်ကြတယ်။ကဲ ်ဒီတော့ကျုပ်တို့ကြွဲတက်ဝဲအเจ้าနေစီကိုပြောလိုက်ကြရအောင်ညနေဆောင်ပိုင်းမှာတော့ကျုပ်နဲ့မြောက်ပိုင်းနေတဲ့ကျော်ရှိတို့ရွာရဲ့အနောက်ဘက်က တောအုပ်စီကိုကြွဲတက်ဝဲလောင်းမို့ရောက်ရှိနေကြပြီကျုပ်တို့ရောက်တော့တောအုပ်ထရပြောင်းဝဲပြုတ်လုတဲ့နေရာကွင်းထဲစီမှာကျုပ်တို့လိုအရှိုးအချောင်သမားတွေကြွဲတိုင်းမဲ့အောင်းနှမ်းသမားတွေပါတော်တော်များများရောက်နေကြပြီဗျပထမဆုံးပွဲကိုသူတို့တည်ကြတယ်ပထမပွဲကခဏအတွင်းမှာပဲကြီးကြီးလို့ရပြီတိုက်ကြတယ်။ကျွဲပါရှင်နှစ်ယောက်က စီကဲတစ်ဖက်တစ်ချက်ကနေရက်ပြီးသူတို့ရဲ့ကျွဲတွေကိုမမ်းမော့အသက်တဲ့တော့ချက်ချင်းဆိုသူလိုပဲသူတို့နဘေးစီမှာကျွဲထိန်နေပါတဲ့ကျွဲနှစ်ကောင်ကရုတ်ကနေပေါ်လာတယ်ကျွဲတွေကိုပဝါအနှက်နဲ့အပြာတစစီဂျိုးရီစီမှာပတ်ထားကြတယ်ကျောက်ကအပြာရောက်ကျွဲကိုလောင်းကျဝင်လိုက်တယ်ကြော်ရှိရလဲကျုပ်လိုပဲတစီကျွဲထိန်နှစ်ယောက်ကကျွဲတွေပေါ်မှာတက်ခွစီထားတယ်ကျွဲတွေကလည်းတကောင်နဲ့တကောင်ရန်လုံပြီးတော့နှာတမုံမုံခွတစ်ရက်ရက်နဲ့ပြောင်ပွဲကိုဆောက်ထွက်တာနဲ့ ကျွဲထိတ်နေရသူတို့ကျွဲတွေကိုပြန်ဝင်ရဲ့အလဲစီကိုအပြေးဝင်စီပြီးတော့ခတ်စီတော့တယ်။ကျွဲနဲ့ကောင်ကလည်းတကောင်နဲ့တကောင် အသေးအကျိုးခတ်တော့တာ။ကျွဲနဲ့ကောင်စီကဂျိုကြည့်ခတ်တဲ့တဖြောင်းဖြောင်းထွက်နေသလိုတခါတလေဦးကောင်းကြီးပြစ်ဆောက်တန်ကလည်းတခွန်းခွန်းနဲ့ကျုပ်တို့ဘေးကကြည့်နေကြတဲ့လူတွေကတော့ဒီလိုခတ်တာမျိုးဆိုရင်တိတ်ကိုသဘောကျတာဗျ။အော်ဒါနဲ့သူတို့ခတ်တာကိုအတန်ကြားရောက်ဖို့အတွက်ကိုလည်းစင်းမြင့်ကုန်တဲ့သတွေးနဲ့နားအောင်ဆုတ်ပေးရတယ်ဗျ။ကျန်တဲ့လူတွေကတော့ဘလို့လောက်တယ်မသိဘူး။ ကျောင်းရဲ့လှုပ်ပုံလုံးကြီးကတော့အညာသာကိုကြီးတာတီးရဲ့လှုပ်ပုံလုံးကြီးအတိုင်းပဲဆိုပါတော့။ထားပါတော့ကျွဲတောက်ပွဲစီကိုပြက်ဆက်ရအောင်။ကျွဲနဲ့ကောင်ကအသေးကြီးခတ်နေကြတယ်။ကျွဲထင်းကလည်းအပေါ်ကနေပြုံးမကြအောင်ထိန်းကန်ထားကြရင်တစ်ဖက်နဲ့တစ်ဖက်ဆဲဆုံရင်ပြန်ဆိုင်နေကြတယ်။ပြန်မွေးရတော့အကျိတ်နေပဲ။စီကံရတော့ကျွဲထင်းကြရင်ကြတဲ့ကျွဲကရှုံးရတယ်။ဒီလိုမှမဟုတ်ရင်တော့ကျွဲနဲ့ကောင်ကအသေးကြီးခတ်ကြစတဲ့မယ်။ကျွတ်တို့ကြည့်နေတော့သိမကြလိုက်ဘူးဗျ။ကျွတ်တို့လောင်းထားတဲ့ ပဝါအပြာနဲ့ကျွဲရတဖက်ကကျွဲကိုဂျိုချင်းလိမ့်မည်တဖက်ကကျွဲအမောမှာအောက်ကနေပြစ်ဆောင်လိုက်တာလက်မျိုးကိုထုတ်ချင်းခတ်ပါရောလားကျုံနဲ့ကြော်ရှိတော့ပွဲဦးထွက်ကိုအနိုင်ရလို့ဝမ်းသာကျင်းနေနေကြတယ်စကားဆိုလို့ရှိတယ်မဟုတ်လားဗျအဆကောင်းမှအနှောင်းတေချာဆိုရလေအရာရာတိုင်းမှာအဆဆိုတာတိတ်ကိုအရေးကြီးတယ်ဗျလောင်းစားဆိုတာမှလည်းဒီလိုပဲအဆကောင်းတော့ငနောက်ချမ်းသာပေါ့ဗျဟဲဟဲပထမပွဲကပြီးတော့ဒုတိယပွဲကိုထပ်ဆက်ကြတယ် ဒီဒီချိန်မှာလဲကျုပ်တို့လောင်းတဲ့ကျွဲကိုအတိုင်ထားပြီးတစ်ဖက်ကနောက်ထပ်ကျွဲတစ်ကောင်နဲ့ပွဲတယ်တယ်ကျွဲတွေကတော့တီးတဲ့အတိုင်းအစီရင်ကျွဲတွေလीဒီတော့မောပန်းနွမ်းလျောက်မှုမရှိဘူးဒီတော့ဖနပွဲပဲတိုက်တာအကြိုက်တာတိုက်ပြီးတော့ပထမပွဲကရှုံးသွားတဲ့ကျွဲရှင်ကတော့သူ့လက်ထက်ကွဲအပ်ပြီးအစီရင်အသက်မရှိတော့တဲ့ကျဲရုပ်ကိုကပ်ပြီးခေါင်းငါဆိုင်ချလို့ထွက်သွားခဲ့လိမ့်မည်ကျုံးတဲ့ကျော်ရှိကငကိုနိုင်ရင်ဆက်ရှိတဲ့ပဝါအပြာနဲ့ကျွဲကိုပဲထက်ပြီးလောင်ကျွေးဝင်ကြတယ် ီကျွဲရဲ့ခပ်ပေါ်ခန်းကြီးကအကျုပ်တို့အကြိုက်ပဲအဝင်ရဲတယ်လှိမ့်နေတချက်ဆိုဆိုတလောက်အားပအောင်ခတ်တယ်ဒါကြောင့်လဲကျွဲစင်လောက်ကြတဲ့လူတွေကကျွဲရှင်ကိုရှောက်ဝေးတဲ့အခါမှာစုပိဆိုတဲ့ဇက်ကောင်းတဲ့ကျွဲမျိုးကိုပို့ပြီးတော့မှရှောက်ဝေးကြတာတချို့ကပါရှေကိုယ်တိုင်ရောင်းတယ်တချို့ကျတော့တခိုးစီဟာပြောင်းဝင်ရတယ်ကျွတ်တို့ရွာတွေကကိုရားဆိုတဲ့လူစီကိုကျွဲတိုက်ပွဲအတွက်ရည်ရွယ်ပြီးတော့ကျွဲကောင်းနေချီအကောင့်20လောက်ကိုတီးတံမှွေထားတတ်တယ်ဒီလိုငွေပြီးဝက်လက်ရရောင်းကြတယ် ဒါအကျုပ်တို့နဲ့မှာတော့စီးပွားရေးတစ်ခုပဲဒုရီယာမြကိုကျွတ်တိုက်ပွဲမှာလဲကျုပ်တို့လောင်းထားတဲ့ပေါ်ဝါအပြာနဲ့ကျွဲရအနိုင်ရပြန်တယ်အချင်းရတော့မိုးချုပ်လူလူဖြစ်နေပြီကွင်းထဲမှာလဲမိတောင်တွေထွန်လိုက်တော့လင်းထိန်လာတယ်ဗျကျုံနဲ့ကျော်ရှိကနှစ်ပွဲဆက်တိုက်အနိုင်ရလို့ပျော်လို့မကပျော်နေကြတာပေါ့တတိယပွဲကိုလဲအဲ့ဒီကျွဲနဲ့ပဲဆက်တယ်ဖြစ်တယ်ကျွဲရှင်ကကျွဲထင်းကကျဲဝါအခုထိလမ်းဆန်းရှင်ပြောနေသေးပဲနှစ်ပွဲဆက်အနိုင်ရတော့ထက်နိုင်ဖို့ကိုလဲဝင်မလေးပဲရှိနေကြတာဗျ ွဲတိုက်ပွဲကိုစတင်တယ်။ဒီအချိန်မှာပြောင်းဝင်းနဲ့ကိုပစိုးကွက်ထောင်းနဲ့တိုက်ပွဲအင်းကြီးအနောက်ကိုဝစ်ဆင်ထားတဲ့လူကြီးတယောက်ကလွယ်အကြီးတစ်လုံးကိုလွယ်လို့ရောက်ရှိလာခဲ့တာကိုကြုံသတိထားမိတယ်။ကျုံနဲ့မျက်နှာချင်းဆိုင်ဘက်အချမ်းကနေရောက်လာလို့ကျုပ်ကဒီလူကြီးကိုသတိထားမိတာဗျ။ဒီလူကြီးကိုကျွဲတိုက်ပွဲနေရာမှာတစ်ခါမှတော့မမြင်ဘူးတော့မျက်နှာစိမ်းအခုမှရောက်လာသူဖြစ်လိမ့်မယ်လို့ကျုပ်တော့ယူဆလိုက်မိတယ်။ဒီလူကြီးကဘသူ့အမကယူမဆိုင်ပဲ။ကွင်းထဲကခတ်နေတဲ့ကျွဲနှကောင်နဲ့ ကျွဲထင်းနေစီကိုပဲအာယုံစိုက်ပြီးကြည့်နေတာကျွဲနဲ့ကောင်ကကျွတ်တို့လောင်းထားတဲ့ကျွဲရပဲနိုင်မှုအေးသနေတယ်တဖက်ကျွဲကအနောက်ကိုစုပ်ပြေးနေပြီဒီချိန်မှာတော့အရှိန်နဲ့ပြေးဆောင်ချလိုက်တဲ့ကျွတ်တို့လောင်းထားတဲ့ကျွဲကြောင့်တဖက်ကကျွဲဟာဖိနှိုင်ချသွားပါလေရောအပေါ်ကကျွဲထင်းကလည်းပြုတ်ကျသွားခဲ့တယ်နာမီကျွတ်တို့နိုင်မြတ်ပြီဘဝမှာတခါမှအခုလိုသုံးဝက်ဆက်မနိုင်ဘူးတော့ကျုံနဲ့ကြော်ရှိဘာပြောကောင်းမလဲထပ်ပြီးတော့ခုံပေါက်ပြစ်တာဗျာ ဒီလိုနဲ့စတုတ်တော့ပွဲကိုဆက်တဲ့ပြက်မင်းကျုပ်တို့လောင်းနေတဲ့ဘဝအပြာကျွဲနဲ့တခြားကျွဲပဲကျုပ်တို့တော့အဲ့ဒီကျွဲရှင်ကိုအော်နေမိတယ်ဘာကြောင့်လဲဆိုတာစဉ်းစားကြည့်လေကျုပ်သားဆိုရင်သုံးဘက်ဆက်နိုင်ထားတဲ့ဒီကျွဲကိုထမတိုက်တော့ပဲအနာပေးပြီးအစာကျွေးပြင်မှာအခုတော့ကျွဲပိုင်ရှီကဒီလိုမဟုတ်ဘူးမညာမတောင်တက်တက်ကြွကြွနဲ့ပဲထက်တိုက်ဖို့ပွဲတင်နေတယ်ဒါမှမဲ့လဲသုံးဘက်ဆက်နိုင်ထားတဲ့သူ့ရဲ့ကျွဲနဲ့ဆက်ခတ်ဖို့ဟာပြန်ဘက်ကထွက်မလာအောင်ကျွဲပိုင်ရှီက သူ့ကြွရဆက်မတိုက်ရရင်ကိုင်းနေရထွက်မပေးဘူးဆိုပြီးလှုပ်တယ်။ပြောရရင်ညစ်တယ်ပေါ့ဗျာ။သွားပြီ။ပြန်ဝဲမှာဒီလိုလူညစ်တွေပါလာရင်တက်တက်အချိန်ကုန်စရာဖြစ်တတ်တယ်။အချိန်ကလည်းည9နာရီလောက်ကိုရှိတော့မယ်။တကယ်တိုက်မယ်ဆိုရင်နောက်ထပ်9ဘွဲလောက်ကအသာလေးအချိန်ရသေးတယ်မဟုတ်လား။ကျုံနဲ့ကျော်ရှိရနိုင်ထားတာဆိုတော့ထပ်ပြီးတိုက်ချင်နေမိသေးတယ်။နိုင်ကြီးလေးတွေကိုလက်ထဲပြပြဝဝဆုပ်ကင်ထားရတော့သွေးကြွနေရလေ။ကျောင်းဝင်တိုက်လို့ရမလား။ဟော ကျုပ်ပေါ်မှာပြောပြခဲ့တဲ့မျက်နှာစင်းလူကြီးကကွင်းထဲကသုံးဝက်ဆက်အနိုင်နဲ့စိန်ခေါ်နေတဲ့ကျွေးရှင်ကိုပြောလာတယ်။အနာရထားတဲ့ကျွေးရှင်ကလည်းအဲ့ဒီလူကြီးကိုမျက်နှာစင်းဆိုတာတခါတည်းတရိပ်ထားမိဟမ်ပဲ။မတီတီကြည့်ပြီးတော့ခမားမှာကျွဲပါလို့လား။မင်းလက်ခံမယ်ဆိုရင်ပါတာပေါ့။ဒါပြက်လုံးလိုက်လေကြာသလားလို့။ဩတောင်းကြရတော့ကြီးလိမ့်မယ်နော်။ငွေကြေးထက်အသက်ကြီးထက်ပြီးမင်းလောက်ရဲ့သလားလူစိမ်းကြီးကပြုံပြုံလေးပဲပြောတာဗျ။ ကျုပ်တို့တော့သူ့စကားကိုဒီအတိုင်းအရှုံးပေါက်ပြီးပြောတဲ့စကားလို့ထင်မိတာပေါ့ဒါပေမဲ့အဲ့လိုလိုပြောတာမဟုတ်ပဲအတီပြောနေမှန်းကိုတိတ်မကြခင်မှာပဲတိလိုက်ရတယ်ထားပါအောင်သူတို့ကြွဲတိုက်မဲ့ကိစ္စစီပြက်ဆက်ပါအောင်မယ်လူစိမ်းကြီးကအသက်ကြီးဆိုပြီးပြောတော့ကျွဲရှင်ကထီမီထီဟန်နဲ့ခက်ကြွားကြွားပဲလက်ခံလိုက်တယ်ကဲခမရကျွဲထုတ်လိုက်တော့လူစိမ်းကဘာမှမပြောဘဲကွင်းထဲကိုလှမ်းဝင်လာတယ်ဘာလို့မလဲလို့ကျုပ်တို့လည်းစိတ်ဝင်တစားကြည့်နေမိတော့ လူစိမ်းကြီးဟာအရှိရာကျွတ်တိုက်ပွဲတွေတော့အပဲကြနေတဲ့ရွှေရအပိုင်းစားလေးတွေကိုနှစ်ခုသုံးခုလောက်လိုက်ကောက်တယ်။ပြီးတော့သူ့ရဲ့လက်ဖွားတဲ့ထည့်ပြီးမန်းမုတ်လိုက်တာ။သူ့နဘေးမှာဗျုံကနဲဆိုပြီးဂျိုကာကာနဲ့ကျွေးနေနေလေးတစ်ခေါက်ပေါ်လာတယ်။အမြင်ကလူရဲ့ခါတက်တာလောက်ပဲရှိမယ်။အလုံးထည့်ကတစ်ဖက်ကကျွေးနေရှင်နှစ်ဆတစ်ဆပဲရှိလိမ့်မယ်ဗျ။ဒါကိုကြည့်ပြီးဒီလူကြီးတဲနောက်ပါလားဆိုပြီးတကွင်းလုံးရီမိကြလိမ့်တယ်။ကျွေးရှင်ကလည်းရီတယ်ဗျ။အသက်ကြီးထားမအောင် ခမရကြောက်ကြွအောင်ဒီလောက်ကြွဲလေးနဲ့တိုက်မယ်ဆိုတော့ခမရတော့ကျုပ်စီမှာတရေကြီးအဖြစ်နဲ့နေရတော့မယ်ထင်တယ်။မောင်ရင်နိုင်လှုပ်ချင်တယ်လို့လှုပ်ပေါ့။ကျုပ်နဲ့မရဘာကြူလို့ခေါ်တယ်။ဘတ်တူရင်လူမရသလိုဘတ်ကြီးလည်းရှောက်မပြေဘူး။အသက်ကြီးထက်တယ်ဆိုတာကျုပ်ဘက်ကအတီတကျပြောထားတယ်ဆိုတော့မောင်ရင်သိစီချင်တယ်။ကျွဲရှင်ကလည်းခနဲ့တယ်။လူကြီးကတော့ခပ်ပြုတ်ပြုတ်နဲ့ပြန်ပြောတယ်။ဒီလိုနဲ့စကားတွေအခြေတည်ပြောကြပြီးတော့ ွဲတိုက်ပွဲမဆခင်ကလေးကစူစူပွပွနဲ့ပွဲစီလာတယ်။ကျွဲရှင်တွေတော့အသက်ကြီးထက်ထားကြတာဆိုတော့ဘေးကလောင်ကြီးတွေကလည်းအနေကြီးဆိုတာမရှိတော့ဘူး။ကြီးတွေနှစ်ဆသုံးဆအထိကိုခေါ်ကြီးဖွင့်ကြတယ်။ဘားကျူဆိုတဲ့လူစိမ်းကြီးရဲ့ကြွက်ဘက်ကတစတဖက်ပဝါအပြားနဲ့ကျွဲစီရလေးစပြောင်းွေးရတော့ဒီခေတ်ကိုကြည်ကောင်းလို့မလားမပြောတတ်ဘူး။ကြည်ရတော့အကောင့်သေးတဲ့ကျွဲနီလေးဘက်ကအစနိုင်ပြီးဖွင့်ထားတယ်ဗျ။ကျွတ်တို့လည်းအစောက်ကွာတော့နိုင်ဆွဲရှိတဲ့ပဝါအပြားနဲ့ကျွဲဘက်ကနေမလောက်မဲ့ ကျဲနီလေးဘက်ကနေအရှိအနိုင်ထားတဲ့ငွေတရာလေးက30ကိုထည့်လောင်းတယ်။ကျဲတိုက်ပွဲကလောင်ကြီးစင်နာနဲ့တီတော်တော်ကိုကြတယ်။ဥပါဂျူကြီးရဲ့ကျဲနီလေးဘက်မှာကျဲထိတ်မပအောင်ကျဲကြီးတက်တက်ပဲ။ဒီပွဲကိုအချိန်အတော်ကြာမှစတင်ဖြစ်တယ်။ပွဲစပြီဆိုတာနဲ့ပေါ်ဝအပြာကျဲကြီးကကျဲနီလေးကို အတင်းလိုက်ပြီးခတ်ဝဲတော့တာပဲ။ကျဲကလေးကလည်းသူ့ထက်အကောင်ကြီးတဲ့ကျဲနဲ့ခတ်ရနေတယ်ဆိုပေမဲ့နမစုတ်တန်းကိုတဲခန်းနာတာဗျ။ပေါ်ဝအပြာကျဲကအတင်းခတ်တယ်။ရင်းငယ်တိုက်တယ်။ ကျဲနီလီကတော့ဘလူလာလာခုခံနေတော့မယ်။ပဝါအပြာကျွေးကြီးရဲ့တိုက်စစ်ကမျက်လုံးလို့ကျဲနီလီကတက်မြတ်ချင်းတော့မရလိုက်ဘူး။ခုတ်ကြီးခတ်နေရတာ။ကျို့တို့တော့ဒီအချင်းမျိုးကြည့်ပြီးငွေ30ရပလုံမီးလို့တွေးလိုက်မိတယ်။ကြော်ရှိဆိုအန်တခဲခဲအစဲတပိပိနဲ့နောက်မှကျို့တို့တီးလိုက်ရတာကကျွေးနီလီကတိုက်စစ်တမင်မစင်မဲ့ခုတ်ခံနေတာ။ဒီချိန်မှာတော့ပဝါအပြာကျွေးကြီးကအပြစ်တပြီးနောက်ကိုအာဥတဲ့အနေနဲ့နှစ်လမ်းလောက်ပြန်ဆုတ်လိုက်တဲ့အချိန် မထင်မှတ်ထားပဲကျွဲနီလေးကတက်စစ်ကိုစတင်လိုက်တယ်။ပဝါအပြာကျွဲကြီးကိုအခွာမခံတော့ပဲအနောက်ကနေတင်းလိုက်ပြီးတော့တဖြောင်းဖြောင်းခတ်တာပါ။ကျွဲကြီးခမရဘလို့မကိုတံပြန်ချင်းမရပဲအနောက်ကိုကြီးဆုတ်ရတော့လေတယ်။ကျွဲတိုက်ပွဲကဖြောင်းပြန်ဖြစ်သွားတယ်။ကျွဲနီလေးကအတိုက်ပဝါအပြာကျွဲကြီးကတော့မဆုတ်တန်းတော့မဟုတ်ဘူး။ဇက်တိုက်အနောက်ဆုတ်ရင်ခုခံပြေးနေရတယ်။ဒီချိန်မှာတော့ကျွဲနီလေးကဘက်တစ်ချက်ရင်းဟန့်ပြပြီးညာလက်လို့ပင့်ခတ်လိုက်တာ။ ပဝါပြကျွဲ့ရဲ့မင်းရောက်ကနေဂျိုဖျားဆက်ဝင်ပြီးမျက်လုံးကနေထုတ်ချင်းခတ်ပါလေရောကျွဲ့နီလေးကဆွဲခါရလိုက်တော့အပေါ်ကကျွဲ့ထင်းလဲပြုတ်ကျသွားခဲ့တယ်ပြောင်ဝဲမှာတော့ကျဲ့နီလေးကနှိုင်သွားပြီဒါပေမဲ့ကျွဲ့နီလေးကရက်တက်မနေဘူးပြုတ်ကျနေတဲ့ကျွဲ့ထင်းကိုဆက်ခတ်တယ်ကျွဲ့ထင်းလဲကျွဲ့နီလေးရဲ့ခတ်ချက်ကြောင့်ဖိုက်ထုတ်ချင်းခတ်သွားတယ်ကျွဲ့နီလေးကဒီလောက်နဲ့ရက်တက်မနေဘူးကွင်းပြင်ပန်းသားမှာသူ့ကျွဲ့ရှုံးသွားလို့ဒေါသနဲ့နောင်နှောက်တွေရောပြုတ်ပြီးဇောချိပြက်နေတဲ့ကျွဲ့ရှင်ကိုပါအပြစ်ခတ်ပြက်လိုက်တယ် ကျုပ်တို့ဆိုထင်မှားတဲ့မြင်ွေကြောင့်ဟာကနေဟင်ကနေဖြစ်ကြရတယ်။အကောင်လုံးလဲဘာမှမလုပ်တတ်ပဲမေတ္တနေမိတယ်။ကျုပ်တို့တရေဝင်လာတော့ကျွဲချင်ဟာကျွဲနီလေးရဲ့ဂျိုပြစီမှာတက်လန်းကြီးအသက်ငင်နေခဲ့ပြီ။ကျုပ်တို့လောင်းကြီးကတော့လေးစားနိုင်သွားခဲ့တယ်။ဒါပေမဲ့ကျုပ်တို့မပြောကြအောင်။ဘာကြောင့်လဲဆိုတော့ဥပဂျူဆိုတဲ့ရက်ဆက်လုံးနဲ့ဘယ်စီရရောက်လာမှမသိတဲ့လူစိမ်းကြီးကြောက်ပေါ့။ကျုပ်နဲ့ကြော်ရှိလေ။ဘဝတလျှောက်လုံးဖြတ်တန်းခဲ့သမျှထဲမှာ ိနေညာကသွားမိခဲ့တဲ့ကြွတိုက်ပွဲစီကိုသွားမိတာနုံနာအရမိဆုံးပဲကြွတိုက်ပွဲမှာပေါ်ဝါအပြာနဲ့ကြွေးကြီးကိုကြွေးနီလေးကနိုင်မိတာနဲ့ပြက်တနာဆတင်လာတယ်လူစိမ်းကြီးဥပါချုံနဲ့တခြားသောအောင်လန်းတွေပြက်တနာအကြီးကျယ်တက်ပြီးစကားတွေအများကြီးပြင်ညာတွေနဲ့တိုက်ကြတာဥပါချုံကအဲ့ဒီနေရာမှာပဲနောက်ထပ်အောင်လဲ၃ခန်းကိုခက်လွယ်လွယ်ပဲတက်ဖြတ်ပြလာတယ်အကောင်လုံးဘာပြောကောင်းမလဲငင်းကုန်ကြတာပေါ့ဥပါချုံကအားလုံးကိုပြောတယ် ဒီနေ့ဒီအချိန်ဟောဒီနေရာမှာရှိနေတဲ့သူတိုင်းမနေ့ကမှလည်းဒီနေရာကိုအရောက်လာမယ်ကျဲတိုက်နေကြသူကကြောက်ကျဲနဲ့တိုက်ရမယ်လောင်းချေပြုတ်သွားသူကလည်းအရောက်လာပြီးတော့လောင်းချေပြုတ်ရမယ်တနေ့ကိုကြောက်ရဲ့ကျဲနဲ့ငါးဝဲတိတိပြန်ရမယ်ကြေးရတော့အသက်ထက်ကြီးပဲဒီတနေ့လုံးကဘသူမဆိုးစိတ်ပါရင်ဝင်ပြန်လို့ရတယ်အစားကျုပ်ကဒီပြန်ဝဲကိုသဘောကျလို့အပြော်သဘောနဲ့ဝင်ပြန်တာဒင်းလို့မိမစစ်ဖပ်ပစစ်တွေကကျုပ်ကိုစော်ကားတယ် ဒါကြောင့်ဒီကိစ္စကိုသွင်းနေရှင်းမယ်။မလာတဲ့သူ ပြောက်ွက်တဲ့သူကသွင်းပွက်ပွက်အံပြီးတရလိုက်မယ်။ဥပချိုကဒါပဲပြောပြီးကိုင်းထဲကနေထွက်သွားတယ်။ကျင်းရခဲ့တဲ့ကျုပ်တို့မှာတော့ဥပချိုဆိုတဲ့လူကြီးကိုဘသူကမှမနိုင်တော့မို့ရင်းတုံပန်းတုံကျင်းရခဲ့ရတာပေါ့။ကျုပ်ဆိုရင်ပြန်လာပြန်လာရတယ်။အဲ့ဒီလူကြီးပြောတဲ့စကားနဲ့ပုံစံကြီးကိုပြန်ကြားပြန်မြင်ချက်သိမ်းအောင်ထားမိရတယ်။အညာကျော်အိတ်မပြောခဲ့ဘူး။မနေ့ပြန်ကြွတိုက်ပွဲရောက် ဘယ်လိုငရဲထက်တွေများဖြစ်လာအောင်မလဲလို့လဲတွေးနေမိတာပေါ့ဒီလိုနဲ့ကြွတိုက်ပွဲကဒီနေ့ဆိုရင်၃ရက်မြောက်ရှိလိမ့်ပြီဗျမနေ့တော့ပြန်ပွဲမှာတော့ FBA တပ်တွေကအများသာတော်တော်များများအောင်လန်းပညာရှင်တွေထပ်ပါပေးဆိုတဲ့လူတွေကဝေးပြိုက်ကြတယ်ဒါပေမဲ့ဥပချူဆိုတဲ့လူကြီးကိုဘယ်သူမှမနိုင်ကြအောင်ပြန်ပွဲ၅ပွဲမှာဝေးပြိုက်ကြတဲ့အောင်လန်းဆရာတွေအသက်နှုတ်ခံရတယ်ဥပချူကအဲ့ဒီလူတွေကိုတစ်စီတရက်တွေအဖြစ်နဲ့သူ့မွေးထားတယ်လို့သိရတယ်အခုဒီကနေ့မှာတော့ ထပ်ပါပြီဆိုတဲ့အောက်လန်းတွေကမနေ့တော့ကုန်ခဲ့ပြီဆိုတော့ပညာအသင်းသင်းလူတွေပဲကြင်ရင်ခဲတော့တယ်ကျွတ်တော့မှလည်းမလာမဖြစ်လို့သွေးအံသေးမှဆုလို့သာလာခဲ့ရတာပြန်ဝဲစီလာခြင်းစိတ်ကမရှိတော့အဲရနေထွက်လာကြရလေးကန်တဲ့ခြေလန်းတွေနဲ့ကျုံတဲ့အကျော်ရှိတို့ထွက်လာခဲ့မိတယ်ကျွဲတိုက်ဝဲပြုတ်လို့တဲ့နေရာရောက်တော့ဥပချိုကြီးကရောက်မလာသေးဘူးကျိုတေရောက်နေကြတဲ့အောင်လန်းအများပြားတော့မျက်စိမျက်နှာတွေပြက်နေတယ်ဥပချိုသူတို့မနိုင်ဘူးဆိုတာသိနေရလေ ပြန်ဝင်အနားမှာလွယ်အိတ်ကြီးလွယ်ထားပြီးအဝင်အစားဆုပ်ဆုပ်ပြက်ပြက်နဲ့အယူတယောက်ထိုင်နေတာကိုလည်းကြုတ်တုတ်လှဲမြင်လိုက်ရတယ်။ဒီအယူကတော့ဘူးမတိဘာမတိနဲ့ပဲလော်ကြားစားညက်ခံရအောင်မပဲလို့တွေးမိတယ်။တစ်ဖက်ချမ်းကလူတွေလှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်တယ်။ဟေးဦးမချုပ်ကြီးလာပြီကွာ။ကျုပ်အဲ့ဒီဘက်ကလူအုပ်ကြားတဲ့ကိုလှမ်းကြည့်လိုက်တယ်။လူတွေအားလုံးရှေ့ကနေပဲ။ဦးမချုပ်ကြီးကတော့သူ့ရဲ့ကျွဲနီလေးနဲ့အတူတူခက်အေးအေးပဲလှမ်းဝင်လာတယ်။ သူ့ရဲ့အနောက်မှာအရှုံးသမားအောက်လန်းသစေရီယာခက်ခက်ကုတ်လိုက်လာတာကိုကျုပ်တို့မြင်လိုက်ကြရပါတယ်။ဥပါချွာပြောင်းဝင်းအလဲကိုရောက်ပါတယ်။ပြီးတော့အလဲမှာရက်နေပြီ။ဒီကနေ့လည်းထုံးစံအတိုင်းငါးဝဲပြမယ်။တိကျပြီးတဲ့အတိုင်းပဲ။လောင်းကြီးထက်တဲ့သူကထက်မယ်။ပြောင်းဝင်းဝင်မဲ့သူကပြတ်မယ်။ငါးဝဲပြအောင်မပြရင်တော့ဒီလိုတွေတည်းကလူစရက်ကိုစတူပြီးကျုပ်စီရင်မယ်။ဘသူမှစကားမဟရကြအောင်။ဥပါချူပြောတာကိုပဲရုံတငယ်မျိုးလုံးနေနဲ့ကြည်နေမိကြတယ်။ ဲစပြမယ်သူထွက်ရုတ်တရက်ဆိုတော့ဘသူမှထွက်မလာဘူးပြိုင်လဲရှုံးမုတ်ကတေးချနေတယ်လို့ရှုံးပြီဆိုရင်လဲအသက်ကအသေးခံရအောင်မလီပြန်မဲ့သူမရှိဘူးလားဥပကျော်ကထပ်ပြောတယ်ဒီတော့မှလူအုပ်ကြားရရနေညောင်ငယ်ရွာသားဖို့တုတ်ကအရှိ့ကိုတိုးထွက်လာတယ်ကြောက်ပြမယ်ဗျာဖို့တုတ်ဆိုတာကလည်းသူ့ချေသူ့အနေနဲ့ပညာအသင်းသင်ရှိတဲ့အောင်လန်းတယောက်ပဲဖို့တုတ်ရဲ့ပုံစံကသူ့ရှုံးမကိုကြိုတိနေတယ်ဆိုပေမဲ့ တင်မထူးနင်မထူးရဲ့လို့ဆုံးဖြတ်ထားပုံရတယ်။ဖိုတိုကကွင်းထဲကိုဝင်လာတယ်။သူ့ရဲ့လွယ်အေးထရနဲ့ကြွက်ရုပ်ကိုထုတ်ပြီးအသက်သွင်းတယ်။ဝုန်းကနေဆိုရင်အလုံးတည်းထွားထွားနဲ့ကျွန်းနဲ့ကြီးတကောင်ထွက်ပေါ်လာတယ်။ဟေးတော်လိုက်တာ။အကောင်လုံးကဖိုတိုအတွက်စိုးရင်တကြီးနဲ့ယူကျုံမြဖြစ်နေကြတာ哦။အလိုက်ကဆိုမသိတဲ့အယူကလက်ခုပ်လက်ဝါးထတပြီးပျော့ရွှင်ခုံပေါက်နေတယ်။သူတို့ကပူပန်နေကြရပါတယ်ဆိုတယ်မှဒီအယူကတမျိုး။ချုပ်စိတ်ထဲကနေအယူကိုလှမ်းပြီးချိန်ဆလိုက်မိတယ်။ ။လောင်ကြီးဖွင့်တော့ကျွတ်တို့လည်းဥပချူဘက်ကဝင်လောက်ကြတယ်။မရဘူး။ဘယ်အချိန်ကလေးကဥပချူဘက်ကနေလောင်ကြီးဝင်ထားကြလဲမသိဘူး။ကျွတ်တို့လောင်ကြီးထက်တဲ့အချိန်မှာအဲ့ဒီဘက်ကြီးကပိတ်ပြီ။ဥပချူကသတ်မှတ်ထားတာရှိတယ်။သူ့ကျွဲကိုပဲအနိုင်ဆုပြီးတစ်ဖက်သက်ဖြစ်ထိုးတာကို तू ကမကြိုက်ဘူးတဲ့။နှစ်ဖက်မျှတပြီးလောင်ရမယ်တဲ့။ကျွတ်တို့လည်းဘက်တက်နိုင်မှမလဲ။ဖိုတိုဘက်ကနေလောင်ရတော့တာပေါ့။မလောင်လို့မှမရတာ။စိတ်ထရရတော့ကံကောင်းထောက်မှပြီးဖိုတိုနိုင်မှစည်းလို့စူတောင်းရတာပေါ့ ဥပကျွာဖို့တုတ်ကိုခအေးပဲလှမ်းကြည့်တယ်။ကဲမောင်ရင်ကြံမွေးရလောင်းကြီးကိုတော့သိပြီသားပေါ့နော်။ကြောက်သိပြီသားပါ။ဒါဖြစ်လဲစကြတာပေါ့။ကြံမွေးစလေတော့ဖို့တုတ်ဘက်ကတိုက်စစ်စင်ပြီးစတိုက်တယ်။ကျွဲနီလေးကခုခံတယ်။တုံးချေအတိုက်ခံပြီးနောက်မှာကျွဲနီလေးဘက်ကဖို့တုတ်ရဲ့ကျွဲဘက်ကိုတိုက်စစ်ပြန်ဖွင့်တယ်။ဖို့တုတ်ကျွဲကြီးအခြေအနေမကောင်း၊ကိုင်းနဲ့ပတ်ပြေးတယ်။အပေါ်ကကျွဲထင်းဆိုလဲပြုတ်မကြအောင်မနှဲအောင်ကင်ထားရတယ်။တိတ်မကြလာဘူးဗျ။ ျဲနေလေးကဘဲချောက်ညာလိုက်ပြီးပရိယံထဲကိုဖွတ်တုတ်ကျဲကိုချောင်းပိတ်လိုက်တယ်။ပြီးတော့အပိုင်မဲနင်းပြီးခတ်တော့တာပဲ။ကျဲထင်းကအရင်ပြုတ်ကျသွားတယ်။ကျဲကြီးကဝမ်းမိုက်ပေါက်ထပ်ပြီးတော့လဲကျသွားတယ်။ကျဲနေလေးကကျဲထင်းကိုအပြစ်ခတ်တယ်။နောက်ဖွတ်တုတ်စီကိုပြုတ်ဝင်ပြီးတော့ခတ်လိုက်တယ်။ဒီအချိန်မှာပဲမထမက်ထားတဲ့အဖြစ်ပြက်ကဖြစ်ပေါ်လာခဲ့တယ်။ဖွတ်တုတ်အနားကိုရောက်တဲ့အချိန်မှာကျဲနေလေးကရုတ်တရက်ကြီးဘိုင်းကနေဖင်နာရက်သားလဲကျသွားခဲ့တယ်။ကျွတ်တို့ဆိုရင်ဒီမြင်ဝင်းရောဘာဖြစ်လာမှန်းမသိ အာအမင်းတက်မေးအမရိတန်တွေထွက်မိကြရတယ်ဖိုတိုကတော့မျက်စိအစုံမှိတ်ထားရင်ကအတန်ပလောင်တွေကြောင့်မျက်လုံးဖွင့်ကြည့်လာတော့ကျွင်းနေလျာပြန်ထလာတယ်ဟေးခိုးကြောင်ခိုးဝဲနဲ့ဘယ်ခွင့်မသားလဲကွာဥပချူကဒေါသတကြီးနဲ့ထပြီးထော်တယ်ဘယ်သူမှထွက်မလာဘူးအကောင်လုံးနှုတ်ဆိတ်ညစ်တက်နေမိကြတာအကြတန်တာကြာမရလောက်မယ်ထင်ပါရဲ့ဟေးလဲကြသွားပြီဟေးနိုင်သွားပြီအားလုံးတိတ်ဆိတ်နေတဲ့အထင် အယူအာတက်စခိုင်းထပြီးအတန်မြဲနဲ့လက်ခုပ်လဝါတီဗီထအော်တယ်။ဥပချူရဲ့မျက်လုံးတရအယူစီကိုဆူဆူရဲရဲနဲ့လှမ်းကြည့်တယ်။ပြီးတော့နှကန်းကိုတွုံယုံပြုံးလိုက်ပြီ။လက်ဆက်သက်တော့ငါ့ကိုဝင်းနှောက်ရှက်တာမင်းကိုဟေ့အောင်အောင်လန်းနေရဲ့ကြားကိုဓာတ်အောင်ဆောင်လာတာပေါ့။ဥပချူကအယူကိုအဲ့လိုပြောလိုက်တော့ကျုပ်တို့အံ့ဩရလိမ့်ပြီ။အယူကတော့ဥပချူကသူ့ကိုပြောနေတာမဟုတ်သူလို့ပဲ။ဘေးဘီတွေကိုជីကြီးကြောက်ကြီးနဲ့ဟေ့အောင်အယူ ခုမှရိုးချင်အောင်စောင့်မနေနဲ့မေပညာဆိုင်အရှုပ်ထွက်လာခဲ့လိုက်ဒီတော့မှအယူကသူ့ကိုယ်သူလက်ညှိုးပြန်ထုတ်ပြီးငင်းကငါသူ့တော့နှစ်သားလေးကိုပြောနေရလားအေးမင်းကိုပြောနေတာပဲတောက်ထက်လောက်ကောင်ငါသူ့တော့နှစ်သားလေးကနင်းနဲ့ပြန်ရမှာလားဟုတ်တယ်အကောင်လုံးကအယူနဲ့ဥပချူတို့အပြန်နဲ့ပြောနေတာကိုကြည့်ပြီးပြီးတော့မှအသက်တောင်မရှုံဝင်းကြအောင်ထင်ပါရဲ့ငါသူ့တော့နှစ်သားလေးကနင်းနဲ့ပြန်သိရောမှာပေါ့ အရင်ရှိမနေစားမနဲ့ကွာမင်းကဒီဟိုပြောင်းဝဲဝဲရောက်လာတယ်ဆိုတာငါသိတယ်လောက်ဆရာရှိတာကိုလောက်လိုက်စားမှာကွာအင်းမော်လေးနေကပြိုင်ဆိုတော့လေငါသူတော်နှစ်သားလေးကပြိုင်တာပေါ့အယူကတက်ပြင်းချပြီးပြောတယ်ဗျပြီးတော့ပြောင်းဝင်းနဲ့ဝင်လာတယ်ကဲနေ့ကျဲကိုထောက်လိုက်တော့ဥပချိုကပြောတော့အယူကဘာမှပြစ်မပြောဘူးခက်တီတီနဲ့ပဲပြောင်းဝင်းနဲ့ကဂဲတလုံးကိုသွားကောက်ပြီးတော့မမှောက်တယ်ဟောဗျာ အယူဟာတာမန်မဟုတ်ဘူးပဲမမုံလိုက်တာမှချက်ချင်းပဲသူ့နဘေးမှာကျဲဖြူလေးတစ်ကောင်ပေါ်လာတယ်ဥပချိုရဲ့ကျဲနီလေးနဲ့အလုံးထည်အတူတူလောက်ပဲကဲကျဲလဲရပြီဆိုတော့သတ်မှတ်ထားတဲ့စီးကန်းတွေတိုင်ပြန်ရတာပေါ့ဥပချိုကအတော်ခံပြင်းနေတဲ့ပုံပဲပြောပြရနဲ့သူ့ရဲ့ကျဲနီလေးကိုတန်းလွန်လိုက်တယ်ကျဲနီလေးကခွာသာတစ်ဖြောင်းဖြောင်းပြင်ရင်ကျဲဖြူလေးစီကိုအပြင်းဝင်ခတ်တယ်ကျဲဖြူလေးကလည်းတက်မြတ်ခတ်တယ်ကျဲနကအပြန်လန်ခတ်တာတဝဝုံတစ်ဖြောင်းဖြောင်းပဲ ကျို့တို့တော့ကျွဲနဲ့ကောင်ကိုကြည့်ပြီးအသက်ရှူဖို့တော့မနေမိကြတယ်ကျွဲနဲ့ကောင်ခတ်တာအချိန်နှဲငယ်ကြတော့ကျဲပြူလေးဘက်ကတိတိတတအေးတသလိုရှိလာတယ်ဥပချိုတယောက်မျက်စိမျက်နှာပြက်နေတယ်ခဏလဲကြအောင်ကျဲပြူလေးရဲ့ခတ်ချက်မှာကျဲနေလေးကဘလုံးမှတံပြန်မှန်လန်နိုင်တော့ပဲတုံလုံးလဲကြသွားခဲ့တယ်ကျဲပြူလေးကဖိခတ်တော့ကျဲနေလေးကလုံးဝကိုရှုံးနေသွားခဲ့ပြီဒီမြူငွေးကြောင့်ကျို့တို့ဆိုပျော်လွန်လို့ဟေ့ကနဲ့အော်ဟေ့ပြီးထောက်ကုန်မိတယ် ဥပချိုကြီးကတော့ကိုယ်လည်းမဒူးထောင်ရင်ရှိနေတယ်။အယူအဥပချိုရဲ့အရှိမရက်နေတယ်။ငါရှောင်းပါပြီဆိုတော့မင်းငါ့ကိုတတ်လိုက်တော့ငါသူတော်ကလူမတတ်ဘူး။ဒါကြောင့်ကို့ရှုံးကို ကိုသိတယ်ဆိုရပြီ။နောက်နောက်များမှပညာမြင့်နေဆိုပြီးသူတော်ဘာရဲ့အသက်အိုးရင်ကိုနင်မဖြတ်စည်းနဲ့ပေါ့။ငါရောက်ကြပါ။ငါတို့တတ်မှတ်ထားတဲ့စီကံအတိုင်းမှလှုပ်လိုက်ပါ။ဘယ်လိုပဲဖြစ်ဖြစ်ငါသူတော်မလှုပ်နိုင်ဘူး။ဒါဖြစ်လေ ငါမသာငါရဲ့အရှုံးအတွက်ငါရဲ့တိတ်ခါအတွက်စင်ရတာပေါ့ဒါတော့နေရဲ့သဘောပါပဲအယူအပြောပြီးတော့နေရာကနေလှက်ထွက်သွားတယ်ဥပချိုကြီးကအယူရဲ့ကြောပြင်ကိုစူးစူးဆတ်ဆတ်လှမ်းကြည့်တယ်ပြီးတော့မှနှုတ်ကနေလေသူတော့အယူသူတော့ဆိုပြီးအသက်ထွက်လို့ဒူဒူတို့ရေရွနေမိပါတော့တယ်ရေရွနေငါအယူလဲလူအုပ်ကြားလဲဝင်ပြီးမြင်းငင်းကနေပျောက်ကွယ်သွားရောဥပချိုရဲ့လက်တစ်ဖက်ဟာအပေါ်မြောက်တက်ပြီးသူ့ရဲ့ခေါင်းကိုသူပြန်ထုတ်ချလိုက်တယ် ထူးချက်ကြောင့်ပဲသူတွေကဖြာကနေကြဆင်းလာတယ်။ဥပချိုသူတွေတစ်ချက်ပွက်ခနဲ့အန်ထုတ်လိုက်တယ်။ပြီးတော့ဒူးထောက်ရက်သားနဲ့ငိတ်သက်သွားခဲ့တယ်။ကျွတ်တို့ဒီမြင့်ဝင်းကိုဘာလို့လို့ဘာကရမယ်မသိပဲအချိန်တော်ကြာတဲ့အထိကိုငေးကြည့်နေမိတာဗျ။ဒီလိုသာကြည့်နေမိပေမဲ့အလုံးစိတ်ထဲမှာတော့တူညီနေတဲ့ခံစားချက်ကအခုမှငရေကန်းကနဲ့လွံ့မြောက်ရတယ်လို့ခံစားချက်အပျော်ရင်းနဲ့ပေါ့ဗျာဒီကိစ္စတွေဖြစ်ပြပြီးနောက်ပိုင်းကျွဲတိုက်ပွဲကိုအပီးတိုင်ဖြတ်သိမ်းခဲ့တယ်ဒီအပြေကျုပ်တို့ရတယ်မကအ နေတဲ့ကျောကအောင်လဲစရာတော်တော်များများလဲသူတို့ရဲ့ပညာတွေကိုဆွလွတ်ကုန်တယ်ကျုပ်လားကျုပ်ကတော့လောင်းကစားလုပ်တဲ့ဝါသနာကိုတသက်သာဆွလွတ်လိုက်တာပေါ့ဗျာပရိသတ်များရှင့်အယူသူတော်နဲ့အောင်လဲဘားချုံနဲ့ကျွဲတိုက်ပွဲဇလားလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးကြတဲ့ပရိသတ်တွေတူဦးကြီးစီကိုကျေးဇူးထူးပဲတင်ရှိသလိုဆိုင်းစရာနောက်ရုပ်စေးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင့်ဒီဇလားလေးကိုတိဆက်ပြီးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ် ရိသက်များအလုံးမဲ့ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။